တနင်္လာသားသမီးဒီဆရာတို့1389ခုနှစ်အတွင်းကိုတနင်္လာသားသမီးမိတ်ဆွေတွေရဲ့ကံရှင်တွေကိုပြောရအောင်တနင်္လာသားသမီးမိတ်ဆွေတွေက1389ခုနှစ်အတွင်းမှာအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးလေးတွေပြည်ထားစီနေရလိုအပ်တယ်အစာအိမ်အောင်ခြင်း လေနဲ့ပတ်သက်တဲ့အရာလေးတွေကြောင့်ဝါရောနဲ့ပတ်သက်တဲ့အရာလေးတွေမှာသတိပြုစင်ကြင်ရမယ်ဒါအပြင်ယုတိရဲ့မထင်မှာပဲကြားမှရင်ညံ့သွားပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေစုံအတတ်ပညာမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ပညာတို့လူသိတို့ တုတ်တန်းလို့ခွေးလို့အစားရှိတဲ့အရာလေးတွေအိမ်မမှန်ရင်တော့မိတ်ဆွေကိုမနာလိုသူတဦးတယောက်ကပြူစားတိုက်ခိုက်ရန်အတွက်ကြံရွယ်နေပြီလို့တတ်မှတ်ရည်ထားမယ်။ဒါကြောင့်မလို့ဘာသာတရားများများကိုလုံးတင်တယ်။ဒါပြီးတဲ့အခါနီးစက်ရဆရာတွေနားမှာဘာလို့လို့ကြက်မှန်ညံ့နေရင်တော့အဖြေရှာဖို့လိုအပ်ပါတယ်။ငွေချင်းနဲ့ပတ်သက်ရင်တော့တနင်္လာသမီးမိတ်ဆွေများဟာကို့ပါကိုစုကောင်းတယ်။သူများကိုရှီယာငားတာလေးတွေမှာ သူများကိုပေးကမ်းလိုက်တာလေးတွေမှာအစုရှယ်ယာငွေကြီးနဲ့ပတ်သက်တာလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးမိတ်ဆွေတွေဟာတတိထားဆင်ကျင်ရမယ်ကိုပါကာတာကိုတော့ကံကကောင်းနေပေမဲ့တနင်္လာသားသမီးမိတ်ဆွေတွေကိုသူများကိုရှီးလိုက်ငှားလိုက်တာမျိုးလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့ ဟိုကိုယ့်ရဲ့ကံဟာညံ့သွားတာမျိုးလေးတွေအာနာရင်ခါပါတတ်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင် ကိုယ့်ကိစ္စကိုတော့လောက်ပါကိုယ့်ကိစ္စကိုလုံနေရင်နဲ့မှာတော့မိတ်ဆွေတို့ဟာတနေ့လာသားသမီးတွေကဒီနှစ်ထဲမှာဆိုလို့ရှိရင်ဘာကိုလှုပ်လို့ လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါထက်တကြိမ်တလဲလဲလှုပ်ရတတ်တာမျိုး repeat ပေါ့နော်ထက်ခါထက်ခါလှုပ်ရတတ်တဲ့ဘာကိုဖြစ်ဖြစ်နှစ်ခါလှုပ်ရတာမျိုးနှစ်ကြိမ်လှုပ်ရတာမျိုးသမုံနှစ်ကြိမ်ထပ်ပို့ပြီးလှုပ်ရတာမျိုးအကျွေးတောင်းနေဆိုရင်လည်းတစ်ကြိမ်နဲ့တောင်းလို့မရရင်နှစ်ကြိမ်လောက်တောင်းတာမျိုးနှစ်ကြိမ်ထပ်ပို့ပြီးပြောဆိုတာမျိုးတွေမှာအောင်မြင်တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်1989ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်အဲ ဟိုတစ်ခါတည်းလောက်ရတာပြင်းတယ်ဆိုတဲ့သူတွေဆရာလိုပေါ့တစ်ချိန်နဲ့ကြောင်ပြတ်တယ်နောက်တစ်ခါမလို့ရှိဘူးဆိုတဲ့သူတွေများအဖို့ကတော့အစင်မပြင်းနေဘူးအဲ့တော့တစ်ချိန်ထပ်ပို့ပြီးလောက်ပါမိမိတို့အနေနဲ့ rapi ပေါ့ထပ်ချိန်တလဲလဲလောက်လေလေတစ်ခုခုကိုတိုးတက်လေလေဖြစ်ပြီးတော့ချောချောရှူရှူရဖို့တော့ခက်တယ်ဘာကိုဖြစ်ဖြစ်ရီမန်းထားတဲ့ရီမန်းချက်တွေအဲ့တော့လွယ်လွယ်လေးတော့အရှုံးမပြင်းနဲ့လှုပ်ဆောင်ရမယ်တင်းလာသားသမီးတွေကဒါဟာပြင်မိတ်ဆွေတင်းလာသားသမီးတွေကဒီနေ့ထက်မှဆိုလို့ရှိရင်အိမ်တွင်းရေးကိစ္စမိသားစုကိစ္စရေးလေးတွေမှာအစင်မပြေမှုလေးတွေဖြစ်လာ တက်တယ်သို့တော်ဒါကြောင့်အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စလူမျိုးကိစ္စလေးတွေမှာကိုကူညီနိုင်ကိုကပေးလိုက်မကူညီနိုင်လို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဝင်မပြောနဲ့ဝင်ပြောကမှအထင်လွဲတာမျိုးအမြင်လွဲတာမျိုးတွေဖြစ်တတ်တယ် view site တတိထားတင်တယ်တနေ့လာသတိမိတ်ဆွေတွေက1989ခုနှစ်တွေမှာဘာကိုလှုပ်လှုပ်ဘဝအတွက်အနာဂတ်အတွက်ယူမန်းချက်တွေကိုအခြေချလုပ်တင်နေနှစ်လို့တော့သုံးသပ်ရမယ်အခြေတကြားလုပ်ရမယ်ဟုတ်ဟုတ်လား ဟိုအခြေတကျလောက်ရမယ်မိတ်ဆွေတို့အနေနဲ့ဒါပြီးတဲ့အခါတနည်းလာသာသမီးတွေအနေနဲ့ကတော့ဟိုဘာလို့ဖြစ်ဖြစ်အခြေတကျလောက်ရမယ်အတီတကျလောက်ရမယ်ရေရှည်ကိုကြည့်ဖို့လိုအပ်တယ်တာတိုကိုကြည့်တဲ့မိတ်ဆွေများအာဒါလေးဒီကိစ္စလေးတွေကိုတာတိုဖြည့်ရှင်းလိုက်တာမျိုးထက်လမ်းကြောင်းမှန်မှန်နဲ့အနာဂတ်အတွက်စဉ်းစားရှင်းနေပြီးတော့တွေးခေါ်ပြီးတော့လှုပ်ဆောင်လိုက်တာဟာပုံမူအားတာပြီးတော့တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလို့ဖြစ်ဖြစ်ဟိုအခြေကြီးကြည့်ပါ အရက်ရှိတဲ့ကောင်းလေးကိုပြောတာမဟုတ်ဘူးအရက်ချစ်ချစ်ကြည့်ပါအနာဂတ်ကိုဖိုးထွင်းမြင်နိုင်အောင်လုပ်ပါရီမန်းချက်အုံမြင့်အရှိချရန်အတွက်ဆိုရင်အကောင်းဆုံးဖြစ်တယ်အိုးအိမ်ရှမ်းပြည်ဆောက်ဝတ်တတ်တယ်မပြင်းပြတ်ဖြစ်နေတဲ့အိမ်တွေကိုပြင်းပြအောင်ဆွမ်းဆောင်နိုင်တယ်ကန်တရားရဲ့အထောက်အကူတွေအားပေးမှုတွေကိုရရှိတတ်သောနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တနေ့လာသသမီးရတခုခုကိုလုပ်တဲ့အခါမှာလဲပြောဆိုရတာတုံဆိုင်အာနာတတ်တယ်ပြီးတဲ့အခါတနေ့လာတွေဟာမိမိတို့အနေနဲ့ဒီနှစ်ဟာချွေးချံချွေးတာတင်သောနှစ်ဖြစ်ပြီးတော့ ကိုယ်မှာရှိနေတဲ့အရာကိုဖြစ်နိုင်ရင်သူများမမြင်တာကောင်းတယ်ပစ္စည်းပြောက်တတ်တယ်ပတ်စံပြောက်တတ်တယ်သူများမြင်တဲ့ငွေတွေသူများမြင်တဲ့တမှုရှိတဲ့ပိုင်ဆိုင်မှုတွေမှာမမြဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ရွှေရွှေသာသာချွတ်ချွတ်တက်ချန်နဲ့သူမတိအောင် သူမတိအောင်တင်းစဲတူဝတ်တမှာလားအောင်မြင်မယ်မိတ်ဆွေဟောင်းပေါင်းတင်ဟောင်းတွေတောကပြီးတတ်တယ်လူယုံနေသမီးစားဟောင်းနေချစ်သူဟောင်းနေတော့စိတ်တော့ကပြီးစရာဖြစ်ပါတယ်ခင်ဗျာ တမီးဟာသာသမီမိတ်ဆွေတွေဆိုရင်မိမိရဲ့ချစ်သူကြီးသားဟာစနေဆိုရင်တော့ဒီနှစ်ထဲမှာအိမ်အောင်မပြုနဲ့မိမိရဲ့အိမ်အောင်ဘက်ဟာစနေသာသမီဆိုရင်တော့အဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေလွဲရတတ်တယ်အဲအဲအတွက်ကြောင့်မလို့အနေထိုင်သွားလာကယူဆိုက်စင်နေရမယ်အိမ်အောင်ဤပဋိပက္ခမှာဆိုလဲကိုယ်ကြောင့်မဟုတ်ပဲနင်းဆွေမျိုးငါဆွေမျိုးပြဿနာလေးတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကြုံသွားတတ်တယ်သို့တော့ဒါတွေကအသာထားနှုတ်နှစ်ယောက်ဖြည့်ရှင်းတိုင်ပြီးတော့လှုပ်ဆောင်ရင်အကျိုးပေးတာအတေးကြပဲဖြစ်တဲ့အတွက်1980 ခုနှစ်ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဖို့ကတော့အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တာတွေလှုပ်ဆောင်တဲ့အခါမှာလူမမြင်စင်နဲ့ကို့မှာရှိတာကိုလူမသိစင်နဲ့တကယ်လို့တိတ်ထားပါမရှိရင်လည်းဆရာငယ်ကိုပြီးထားပါတကယ်လို့ဆရာကိုမပြီးချင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ချွချွသက်သာတိတ်ထားပါဆရာသိမိထားနိုင်တယ်သိမိထားရင်တော့ဆရာပြန်မရနိုင်ဘူးတဲ့နော်ဆရာရှင်ဆိုကောင်းပြီဆိုတော့ဒါလေးတွေကို view site ပါတနင်္လာသာသမီတွေကဒီ1368ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အကျိုးပေးစီတဲ့နေသားအနေနဲ့ဆိုတော့တနင်္လာတွေဟာအင်္ဂါသာသမီဗုဒ္ဓဖူးသာသမီနဲ့ ကျန်စာပရိသတ်သမီးတွေကမိတ်ဆွေတို့အတွက်တန်ကိုတိုးတက်ကောင်းမှုပြီးတော့အာသာဈေးနိုင်တဲ့အကျိုးပေးတဲ့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့0ကဏ္ဍ10ပြည့်အရာပြည့်ထောင်ပြည့်ကဏ္ဍတွေဟာမိတ်ဆွေတို့အတွက်အကျိုးပေးတယ်လို့အဲ0ကဏ္ဍ5ကဏ္ဍတွေဟာလေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့စင်စွဲရောင်အစိမ်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့ ဖြစ်နိုင်လို့ရှိရင်အပူရက်ကလေးတွေမှာမလုံနဲ့22ရက်နေ့လို့17ရက်နေ့လို့ဒီလိုရက်လေးတွေမှာအရေးကြီးတဲ့ကိစ္စတွေကိုမပြုတ်မှုမဆောင်ရနဲ့အကျိုးပေးသောအရာလေးတွေကိုလည်းလှုပ်ဆောင်တဲ့အခါအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာလည်းနှုတ်ပတိမလွယ်နဲ့နှစ်ဦးနဲ့နှစ်ယောက်တဲ့ခီးထွက်တာမျိုးလေးတွေအားနည်းစီတာတော့မိတ်ဆွေတို့တေချာတဲ့ဂျင်းတွေတတိပြုရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေ။ကောင်းပြီ1978ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေကိုစကားလေးအကြံပေးရရင် ်1968ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေရဲ့အဖိုးကတော့ဘာကိုဖြစ်ဖြစ်အရှိတကြားလှုပ်ဆောင်မှုလိုအပ်တယ်။ဘာကိုဖြစ်ဖြစ်အပျော်မမတ်နဲ့အပေါင်းအသင်းမိတ်ဆွေမမတ်နဲ့ဖြက်လန်းနည်းနဲ့မလိုက်နဲ့မအောင်မြင်နိုင်ပါဘူး။အလောင်းကစားကြောင့်ဘဝပြတ်တတ်တယ်။အလောင်းကစားကြောင့်မချမ်းသာနိုင်ဘူး။အဲ့တော့အလောင်းကစားတတိထားရမယ်။ကြာစာပရိနိုင်နေဖြစ်တဲ့ပပပပမာလေး ဂယူဆိုင်ပါဒါပြင်တော့နောက်တစ်ချက်အနေနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအပေါ်ကတော့ဒရီသားစင်ကြီးရမှာတော့စကားလေးလက်ဆောင်တစ်ခုပါပဲလူငယ်များအပေါင်းပြည့်ကြောင်ဂုံတက်နိုင်တယ်လို့အပေါင်းကြောင်ဂုံပြတ်တတ်ပါတယ်ကျေးဇူးတင်ပါတယ်